ရိသတ်ကြီးအားလုံးပဲမင်္ဂလာပါဗျာကျွန်တော်တင်ဆက်သူဇော်ရွယ်ဖြစ်ပါတယ်ဒီနေ့တင်ဆက်ပေးခြင်းတဲ့ဇလံလေးကတော့တယူတန်ဝါရတွေနဲ့ဘာသာရေးမှိုင်းဆွဲပြီးတော့အပြစ်လုံမိကြတဲ့ရွာလေးတရွာရဲ့အကြောင်းကိုတင်ဆက်ပေးသွားမှာဖြစ်ပါတယ်အစီအစဉ်လေးမစားခင်ကျွန်တော်တို့ရဲ့ channel လေးကိုလည်း subscribe ပြုလုပ်ထားပြီးတော့ဘေးနားက notify ခေါင်းလောင်းလေးကိုလည်းနှိပ်ပေးထားကြပါအောင်ဗျာခါတော့ရှမ်းပြည်နယ်ဘက်မှာရောင်ဝင်းသားရလို့ခေါ်တဲ့ရွာလေးတရွာရှိခဲ့ပူပါတယ် အဲဒီရွာလေးဟာမတူညီတဲ့တန်းသားလူမျိုးစုတွေစုပေါင်းနေထိုင်ကြတဲ့ရွာလေးတစ်ရွာဖြစ်ပြီးတော့ကိုယ်ွယ်တဲ့ဘာသာတွေကလည်းပြောင်းနေတောက်ကမတူညီကြဘူးဗျ။အဲဒီထဲမှာနတ်တီကို ကိုယ်ွယ်တဲ့သူတွေလည်းရှိကြတာပေါ့။နတ်ဆိုတာကလည်းအမျိုးမျိုးရှိကြတယ်ဗျ။တိတဲ့အတိုင်းပဲလေ။ဥပလာဆိုတဲ့သူကတော့တမူထူးကြပြီးမတူညီတဲ့ဘာသာတစ်ခုကိုကိုယ်ွယ်နေခဲ့ပါတယ်။အဲဒီလူကအမြဲလိုလိုသူ့ရဲ့အခန်းထဲမှာ ကျင့်စဉ်တွေကိုအမြဲကျင့်ကြံနေခဲ့ပါတယ်။နောက်ပြီးအတော်လေးလည်းခရီးရောက်နေခဲ့ပါတယ်။ရွာရဲကလူတချို့ဆိုရင်လေဥပလာကိုအတော်လေးကိုယုံကြည်လာခဲ့ကြတာပေါ့။ဥပလာရဲ့ကာရာတွေကလည်းအတော်လေးကိုအစွမ်းထက်လာပြီးရွာရဲကနဂါးလေးဆိုရင်လေဥပလာစီမှာတပည့်ခံပြီးတော့ဒါဘီဒုတ်ပြီးရဲ့သူတယောက်တောင်ကျင်နေခဲ့ပါပြီ။အဲအကြောင်းနဂါးလေးလည်းဥပလာကိုဆရာဖြစ်တဲ့မှာကရှ िख ိုးဥခိုင်လိုက်ပါတော့တယ်။ ။ငကားလေးရဲ့ကြောပေါ်မှာတော့အင်းစာတွေကိုစုပ်တန်းတဲ့အဖြစ်ထိုးထားခဲ့တယ်ဗျ။ငကားလေးကိုဓားနဲ့ခုတ်လိုက်ပေမဲ့လေဓားချစ်ရတောင်မရှိတဲ့ငကားလေးရဲ့ကြောကုန်းကြီးကိုကြီးကတငယ်ချင်းဖြစ်တဲ့ဖိုးထောင်လေအတော်လေးကိုအံ့ဩနေခဲ့ပါလေ။ငါမျက်စိရှိမလို့သာယုံရတာဟေ့ယုံတော်မြုံချင်မှုကွာ။ဖေ။မင်းစီကဥပလိုက်တာစစ်ဘောစစ်လားကွာအဲဒီလိုဖိုးထောင်ပြောလိုက်တဲ့စကားကိုဥပလာတယောက်ကြားသွားခဲ့တယ်ဗျအဲဒီခါမှာတော့ဥပလာလေသူ့ရဲ့ကြင့်စဉ်ကြင့်နေတဲ့နေရာကနေ ကင်ထားတဲ့တားကိုဆွဲယူကဖိုးထောင်ရှိရာကို ထွက်လာခဲ့ပါတယ်။နောက်ပြီးဘာဇာကတခွဲမှန်မပြောဘဲမျက်လုံးကိုမိပြီးဂါထာတခုကိုစိတ်ထဲကနေရောဆိုလိုက်တာပေါ့။အဲဒီနောက်ချက်ချင်းဆိုတလို့ဟေးဖိုးထောင်စွန်းကနဂားလေးကိုခိုးလိုက်တယ်ဒါလေစစ်မစစ်ရော့အစမ်းကြည့်လိုက်။အဲဒီလိုဆိုပြီးတော့ဥပလာကဖိုးထောင်ရဲ့လက်မောင်းကိုဓားနဲ့ခိုးလိုက်တယ်ဗျာ။ဒုက္ခမှာတော့ဖိုးထောင်ရဲ့လက်မောင်းကိုဓားကြီးရထိသွားပြီးလက်မောင်းတစ်ခုလုံးမှလည်း သူတွေပေးစွန်းသွားခဲ့ပါတယ်ဘိုးတော်လည်းအခုတ်ခံလိုက်ရတဲ့တားချက်ကြောင့်ပဲအလွန်နာကျင်သွားပြီးနာနာချင်ချင်နဲ့អော်လိုက်တာပေါ့နောက်ပြီးသူတွေစည်းကြနေတဲ့သူ့ရဲ့လက်မောင်းကိုတော့ညာဘက်လက်နဲ့ဖိရခဲ့တယ်ဗျဘလို့လဲငါဒါစစ်မစစ်သိပြီမလားကွာပို့ထောင်ယုံယုံပါတယ်ဗျာခမရလေရိုးရိုးပြောလဲရပါတယ်ကုကဒီမှာထိသွားပြီဗျအဲ့လောက်လဲစိတ်မပူပါနဲ့ကွာ ်အမှားဖြည့်စည်းရှိပါတယ်ကွာယော့ဥပလာကသူ့ရဲ့လက်ထဲကစေဘူးလေးကိုဖွင့်ချလိုက်ပြီးစေးရည်အနေငယ်နဲ့ဖိုးထောင်ကိုပတ်ပြန်လိုက်ပါတယ်ထိုကမှာတော့ဖိုးထောင်ရဲ့လက်မောင်းပုံမှာရှိတဲ့ဒဏ်ရာဒဏ်ချက်တွေကလည်းချက်ချင်းဆိုတလို့ယူပစ်လိုက်တယ်လားထင်ရအောင်ပျောက်ကွယ်သွားခဲ့တယ်ဗျအဲဒီခါမှာတော့ဖိုးထောင်လည်းမျက်နှာလေးပြန်ပြုံးလာပြီးတော့ဥပလာရဲ့ပညာကိုလေးစားယုံကြည်ကြောင်းတဲ့အတူအခုလိုပြန်လဲကုသပေးလို့လေအထူးကျေးဇူးတင်ပါတယ်လို့ဆိုကာရိုးရိုးတည်တည်ပြောဆိုလိုက်ပါတယ် အဲဒီခါမှာတော့ဥပလာလည်းစိတ်ယူဘူးလေးကိုထုတ်ကားလက်ဆောင်အနေနဲ့ဖိုးထောင်ကိုပေးလိုက်တာပေါ့နောက်ပြီးအဲဒီစေဗလင်းလေးကိုလည်းလူသူလိုအတုံးချလို့ရတယ်လို့ဆိုကားပြောလိုက်ပါတယ်တပြေပြေနဲ့မုခလည်းချုပ်လာပြီးနေကလည်းနောက်ဘက်ကို ဝင်သွားခဲ့တယ်ဗျအဲအကြောင်ဖိုးထောင်လည်းသူ့ရဲ့အိမ်ကိုတယောက်သေးသေးပြန်လာခဲ့လိုက်ပါတယ်ရွာလေးကအင်ဂျင်နီယာလောက်ရှိပြီးတိအိမ်နဲ့တိအိမ်ဆိုတာကလည်းအတော်လေးကိုအလံဝေးပါတယ်ဖိုးထောင်တယောက် အမောင်ထဲမှာတယောက်တည်းပြန်လာပြီးတော့ပြန်လာတဲ့လမ်းတစ်လျှောက်လုံးမှာလဲကြောရီချမ်းနေကြတာပေါ့နောက်ပြီးရွာထဲကခွေးတွေဆိုတာကလည်းကြောက်စရာကောင်းတဲ့အတန်တွေနဲ့ဖိုးထောင်ရဲ့နောက်ကိုလိုက်ခါဦးနေကြပါတော့တယ်ငကိုတွေကမှချောချမ်းနေတဲ့ဖိုးထောင်တယောက်အခုလို့ခွေးတွေကပါထက်ပြီးတော့ဦးနေတဲ့အခါမှာတော့တကောလုံးလဲခြွေစိုးတွေပြန်လာပြီးကြက်တီးဝင်းကြီးနေပါတပြန်ပြန်နဲ့ထလာကြတာပေါ့အဲအားကြောင့်ဖိုးထောင်လဲမြေကြီးကတစ်ခုကို ကုန်းကောက်လိုက်တာရှစ်တေတေကနေဦးနေတဲ့ခွေးတကောင်ကို ကောက်ထူလိုက်ပါလေ။မှတ်ပြီလား။ကောင်ချင်းဦးလေးငါ့ကိုဘိုးထောင်တယောက်ကြောက်ကြောက်လက်လက်နဲ့သူပြစ်လိုက်တဲ့ခွေးကိုအဲ့ဒါလို့ပြောလိုက်တာပေါ့။အဲ့ဒီချိန်မှာပဲဖះပြက်တူရဲ့ကြားကနေပေါ်ထွက်လာတဲ့အတန်တကူကိုရုတ်တရက်ကြားလိုက်ရတယ်ဗျ။ခွေးတွေကမင်းကိုဟောင်းတာမဟုတ်ပါဘူး။မင်းနောက်ကပါလာတဲ့သူကိုဟောင်းနေတာပါကွာ။ဘိုးထောင်လေးအတန်လာရကိုလမ်းကြည့်လိုက်တော့သင်္ကန်းယုံထားတဲ့ တဘာတဲ့အကြောင်းလေးထဲမှာရန်တဘာထိုင်နေတာကို တွေ့လိုက်ရပါတယ်။အော်အရှင်ဘုရားတပည့်တော်တယောက်တည်းလာတာပါ။အရှင်ဘုရားမျက်စိညာမှားနေသလား။မဟုတ်ပါဘူး။နှစ်ယောက်လာတာပါ။မင်းနဲ့ပါလာတဲ့အဖေကိုမင်းကမမြင်နိုင်တာပါတကားလေး။မင်းမြင်နေအောင်ငါပြမယ်။အဲ့ဒါလို့ဆိုပြီးတော့ဆရာတော်ကြီးလည်းဖះစာတွေကိုယူဆိုလိုက်ပါတယ်။ဖះစာတန်တွေဟာအတော်လေးကိုကျေလောင်လာပြီးတော့ဆရာတော်ကြီးရဲ့ကိုမလေးအလင်းရောင်တွေများပြားစွာပေါ်ထွက်လာခဲ့တယ်ဗျာ။ အဲဒီနောက်မှာတော့ဆရာတော်ကြီးကဖိုးထောင်ကိုကြည့်ပြီးသူ့ရဲ့နောက်ကိုလှည့်ကြည့်ဖို့အတွက်ပြောလိုက်တာပေါ့ဖိုးထောင်လည်းဆရာတော်ကြီးရဲ့စကားအတိုင်းသူ့ရဲ့နောက်ကိုလှည့်ကြည့်လိုက်ပါတယ်အဲဒီခါမှာတော့ဖိုးထောင်ရဲ့နောက်မှာတဆေမင်းကလေးတယောက်ပါလာတာကိုသိလိုက်ရတော့ဗျာတဆေမင်းကလေးကဒေါသကြီးနေတဲ့မျက်လုံးတွေနဲ့ဖိုးထောင်ကိုစိုက်ကြည့်နေခဲ့ပါတယ်ဘုံမြင်ကွင်းကိုမြင်လိုက်ရတဲ့ဆိုပေမဲ့ဖိုးထောင်တယောက် အတော်လေးကိုကြောက်လန့်လာခဲ့ပြီးဇီယာတော်ကြီးရှိရာကို နောက်ပြန်ပြေးသွားခဲ့ပါတယ်။ဇီယာတော်ကြီးကတော့ဒါစကားတစ်ခွဲမှမပြောတော့ဘဲဖះအားစာတွေကိုလာဇက်လက်ယူဆနေခဲ့တာပေါ့။ဒီလိုနဲ့အချင်းအတော်လေးကြာလာတဲ့အခါမှာတော့တစေမင်းကလေးလည်းမြေပြင်ကိုဒူးထောက်ချလိုက်ပြီးဇီယာတော်ကြီးကိုလက်အုပ်ချီကရှစ်ခိုးဥညွန့်လိုက်တယ်ဗျာ။အဲဒီနောက်ချက်ချင်းဆိုတော့လို့တဆေမင်းကလေးရဲ့ခန္ဓာကိုယ်ကနေအလင်းရောင်တွေပေါ်ထွက်လာခဲ့ပါတယ်။နောက်ပြီး အဲ့ဒီအလင်းရောင်တွေရဲ့ကြားမှာပဲတဆေမင်းကလေးကလုံးဝပျောက်ကွယ်သွားခဲ့တယ်ဗျာသူမအဲ့ဒီလိုပျောက်ကွယ်သွားတယ်ဆိုရင်ပဲဖိုးထောင်ရဲ့လက်ထဲမှာရှိနေတဲ့စရိပလင်းလေးကလည်းရုပ်တရက်ကွဲသွားခဲ့ပါတယ်တပြိုင်နက်ထဲမှာပဲဥပလာရဲ့ဘေးမှာရှိနေတဲ့ဖန်ပလင်းလေးဟာလည်းအစိမ့်စိမ့်အမွမ်မွကွဲကြည့်သွားခဲ့တာပေါ့ဥပလာလည်းသူ့ရဲ့အလုံးမှာဝင်ရောက်နှောက်ယှက်တဲ့သူ ရှိနေပြီ ဆိုတာကို သိလိုက်ရပြီးတော့ကားထားတစ်ခုကို ပြင်းပြင်းထန်ထန်နဲ့ရွတ်ဆိုလိုက်တယ်ဗျာ အဲဒီလိုရွတ်ဆိုလိုက်တဲ့အခါမှာတော့ဥပလာရဲ့ပန်ဝဲခြင်းမှာရှိနေတဲ့အရာအလုံးဟာတုံလုတ်ခါလီသွားခဲ့ပြီးဥပလာရဲ့ခန္ဓာကိုယ်ဟာလည်းနှစ်ကိုယ်ခွဲသွားခဲ့ပါတယ်။ဒီအခါမှာတော့ဥပလာလည်းအောင်းနိုင်သူအပြုံးနဲ့ပြုံးလိုက်ပြီးတဟားဟားနဲ့အော်ရဲနေလိုက်တာပေါ့။ငကားလေးတစ်ယောက်ကတော့ညာကြီးအချိန်မတော်လဲဆောက်မှုအတွေ့သူ့ရဲ့လဲခွင်းလေးကိုတယောက်တည်းထွက်လာခဲ့တယ်ဗျ။ရွာရဲ့အနောက်ဘက်ကိုရောက်တဲ့အခါမှာတော့မထင်မှပဲရွာရဲ့ဇိုးကိုမြင့်မြတ်ကို တွေ့လိုက်ရပါတယ်။ကိုမြင့်မြတ်ရဲ့လက်ထဲမှာလဲကျိုးတစ်ချောင်းရှိနေပြီ တခုခုကိုစွဲနေခဲ့ပါတယ်။နဂါလေးလည်းကိုမြင့်မြတ်စွဲနေတဲ့အရာကဘာဖြစ်မလဲဆိုတာကိုတိတိကျကျသိရဖို့အတွက်ဒေးဒေးချာချာလေးကြည်လိုက်တာပေါ့။အဲဒီခါမှာတော့ကိုမြင့်မြတ်စွဲနေတဲ့အရာကလူတစ်ယောက်ဖြစ်နေပြီးအသေးချာလေးကြည်လိုက်တော့နဂါလေးတစ်ဖက်သက်ကြိတ်ခရမ်းနေရတဲ့ရွာတောင်ပိုင်းကမပြားစိန်ဖြစ်နေတာကိုတိလိုက်ရပါတယ်။နဂါလေးလည်းချက်ချင်းဆိုသလိုလူမိုက်မြင့်မြတ်ကိုအဝေးကနေပြေးပြီးခြေစုံကမ်းလိုက်တာပေါ့။ အဲဒီခါမှာတော့ရွာရဲ့လူမိုက်ကြီးကိုမြင့်မြက်လည်းအတော်လေးဒေါသထွက်သွားပြီးတော့လက်ထဲမှာကင်ထားတဲ့ဓာတ်နဲ့နဂါးလေးကိုပြေးခိုးလိုက်ပါတယ်။ဒါပေမဲ့လေနဂါးလေးရဲ့ခန္ဓာကိုယ်မှာတော့ဓာတ်ကြီးရာတစ်ခုမှတော့မထင်သွားခဲ့ဘူးဗျ။အဲဒီမြင်ဝင်းကိုမြင်လိုက်ရတဲ့ဆိုရင်ပဲရွာရဲ့လူမကြီးလေးကြောက်အားလန့်အားနဲ့နေရာကနေထွက်ပြေးသွားခဲ့ပါတော့လေထိုအခါမှာတော့နဂါးလေးလည်းမပြားစိန်ကိုခြစ်ထားတဲ့အကျိုးလေးကိုပြန်ဖြီးပေးလိုက်တာပေါ့ ။မပြားစင်ကလည်းကျေးဇူးတင်ကြောင်းပြောရင်းကိုနကားလေးအတွက်ချစ်ရေးဆိုရာအခွင့်အရေးရတော်ခဲ့ပါတော့တယ်။တဖက်မှာတော့ဆရာတော်ကြီးကဖះပြက်တွေရဲ့ကြားမှာတရားတွေကိုကြင်ကြံနေခဲ့တာပေါ့။အဲဒီချိန်မှာပဲဥပလာတယောက်ကိုရောင်ဖြောက်ပြီးဆရာတော်ကြီးရှိရာကို ရောက်လာခဲ့တယ်ဗျ။နောက်ပြီးဖះရွေရဲ့အနာကိုရောက်တဲ့အခါမှာတော့အနီရောင်မီးလုံးတစ်ခုပေါ်လာပြီးအဲ့ဒီမီးလုံးတွေကနေဥပလာတရားကိုပေါ်ထွက်လာခဲ့ပါတယ်။ဥပလာကဆရာတော်ကြီးရဲ့အနာကိုတွားကာ ခမရတိတ်ဆွမ်းကြီးနေတယ်ပေါ့လေဟုတ်လားဆန္ဒရှင်ကျုပ်ခမရနဲ့ပညာချင်းပြန်ကျင်ပါလေဗျဘလို့လဲဥပလာတယောက်ဆရာတော်ကြီးကိုကြည်ဟာအဲဒီလိုပြောလိုက်ပါတယ်ဒါပေမဲ့လည်းဆရာတော်ကြီးကတော့ဘာစကားတစ်ခွဲမှပြန်မပြောခဲ့ဘူးဗျဆရာတော်ကြီးကအခုလို တိတ်ဆိတ်နေတဲ့အခါမှာတော့ဥပလာလေးခမရကြောက်နေရလားပညာချင်းမရှင်းရဘူးလားဟာဟာတကားကြီးတကားကြီးရဲ့ပညာလေးဆိုတာတကယ်ရောတကားကြီးရဲ့ပညာလေးဟုတ်လို့လား အဲ့ဒါအကူတို့အလုပ်တွေတကားကြီးရဲ့ဇေယတော်ကြီးကအဲ့ဒီလိုပြောလိုက်တဲ့အခါမှာတော့ဥပလာတရားအတော်လေးကိုဒေါသထွက်သွားပြီးဂါရာတွေကိုစတင်ယူဆိုလိုက်ပါတော့တယ်ဂါရာယူဆိုတန်းတွေထွက်ပေါ်လာပြီးတိတ်မကြခင်မှာပဲမြေပြင်ကနေအလင်းရောင်တွေထွက်လာခဲ့တယ်ဗျအဲ့ဒီအလင်းတွေရဲ့အထဲမှာတော့ဥပလာမွေထားတဲ့တရေကြီးတကောင်ရှိနေပြီးအဲ့ဒီတရေကြီးကဥပလာကိုအယိုတေပြုကဥပလာစီကနေပေါ်ထွက်လာတဲ့စကားတန်းတွေကို နားထောင်နေခဲ့ပါတယ် ။ဦးပလာကဆရာတော်ကြီးကိုတိုက်ခိုက်ဖို့ရာအတွက်အမိန်ပေးလိုက်တဲ့အခါမှာတော့တရေကြီးလည်းဓာတ်နှချောင်းကိုကင်ဆွဲပြီးဆရာတော်ကြီးရှိရာကိုပြေးသွားကာခုတ်လိုက်ပါတော့တယ်။ရုပ်ရည်ရဲ့နဂါးလေးကရောက်လာပြီးဆရာတော်ကြီးရဲ့ရှိရာနေဝင်စည်းခံလိုက်တယ်ဗျ။အဲဒီခါမှာတော့ဓာပြီးဒုတ်ပြီးရဲ့နဂါးလေးလည်းအတော်လေးအထိနာသွားပြီးတဲလူမတဲဖြစ်သွားခဲ့ရပါတယ်။ဆရာတော်ကြီးကတော့ဘာသူကိုမှဘာမှမပြောဘဲတိတ်ဆိတ်နေခဲ့ပါတယ်။ဥပလာတယောက်ကတော့ဆရာတော်ကြီးကိုတတ်ပြဖို့ရာအတွက် တရေကြီးကိုအမိန်ပေးနေခဲ့ပါတယ်။တဆေကြီးကလည်းသူ့ရဲ့ဒါနချောင်းကိုဘဲပြန်ညာပြန်ကင်ပြပြီးဆရာတော်ကြီးကို ခုတ်တက်ဖို့ရအတွက်အားယူနေခဲ့တယ်ဗျ။အဲဒီခါမှာတော့ဆရာတော်ကြီးကဗုဒ္ဓံတမန်တန်ခမ်းဆိုပြီးတော့ရွဆိုလိုက်ပါတယ်။ဒိုတန်ကိုကြားလိုက်ရတဲ့အခါမှာတော့တဆေကြီးလည်းလုံးဝငြိမ်ကြသွားကလက်ထက်ကဓာရီကိုလွှတ်ချလိုက်တာပေါ့ အဲဒီနောက်မြေပြင်မှာဒူးထောင်လိုက်ပြီးဆရာတော်ကြီးကိုအူခိုက်ခါဘဝအကူကောင်းဖို့အတွက်တရားတောင်းလိုက်တယ်ဗျာဒုခါမှာတော့ဆရာတော်ကြီးလည်းကိုဗလာမွေးမြူထားတဲ့တဆေကြီးကိုအကျွတရားဟောကြားပေးလိုက်တယ်ဆိုရင်ပဲတဆေကြီးကကျွတ်လွတ်သွားပြီးတော့မြေကနေပျောက်ကွယ်သွားခဲ့ပါတော့တယ်အဲ့ဒီခါမှာတော့ကိုပလာတယောက်လုံးဝမယုံကြည်နိုင်ဖြစ်သွားပြီးအံ့ဩတုန်လှုပ်သွားကြရတယ်ဗျဒါဒါဘလို့လို့ဖြစ်နိုင်ပါလဲငါစွမ်းအားရရောဘယောက်သွားပြီလဲတကားကြီးတကားကြီးစွမ်းအားဆိုတာတကယ်ရောရှိလို့လားအဲ့ဟာဗျာတကားကြီး ထင်အောင်ထင်မှားတွေဖြစ်နေတာပါဆိုပြီးတော့ဆရာတော်ကြီးကအဖြစ်အပျက်သဘောတရားကိုဟောကြားပေးလိုက်ပါတော့တယ်ဒုက္ခမှာတော့ကိုပလာတယောက်နားလေသဘောပေါက်သွားပြီးလက်အုပ်ကြီးကဆရာတော်ကြီးကို ရှေ့ကိုဦးညွန့်လိုက်တာပေါ့ဒီလိုနဲ့နောက်တနေ့မနေ့ကိုရောက်တဲ့အခါမှာတော့ကိုပလာတယောက်သူ့ရဲ့ထင်အောင်ထင်မှားဖြစ်ခဲ့တဲ့အောက်လန်းချင်းစင်တွေကိုအပီးတိုင်ဖြည့်ဆည်းလိုက်ပြီးတော့တေကန်းစီကတဒနာပေါင်းလေးကိုအပီးတိုင်ဝင်သွားခဲ့ပါတော့တယ် ဇလန်လေးအားဒီမှာပြီးဆုံးသွားခဲ့ပါပြီတငယ်ချင်းလေးတွေရေပစ္စတာလေးကိုကြိုက်နေတတ်လိမ့်မယ်လို့လေမျှော်လင့်မိပါတယ်ဗျာအခုလိုတရေဇလန်လေးတွေကိုကြည့်ရှုခြင်းနဲ့ဆိုရင်တော့ကျွန်တော်ရဲ့ channel လေးကိုလည်း subscribe ပြုလုပ်ထားပြီးတော့ဗိနာကနိုတီခေါင်းလောင်းလေးကိုလည်းနှိပ်ပေးထားကြဖို့တောင်းဆိုလိုက်ပါတယ်အဆုံးအထိနားဆင်ပေးရဲ့ပရိသတ်တယောက်ချင်းစီတိုင်းကိုအထူးဝဲကျေးဇူးတင်ရှိပါတယ်လို့ပြောကြရင်ဇလန်လေးကိုအဆုံးသတ်လိုက်ပါတယ်နော်